မင်္ဂလာပါဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ Quantum and Atomic Physics အခန်း Chapter 11မှာပါတဲ့ The Structure and Evolution of Universe စကြဝဠာရဲ့ပုံစံနဲ့စင် गे ဖြစ်စဉ်တွေအကြောင်းပဲဖြစ်ပါတယ် The structure and the evolution of the universe the part of the universe which we can see it is termed the visible universe the actual universe might be bigger than the visible universe the part we can see is determined by the age of the universe for example suppose that the universe is 1.38 into 10 power 10 years old as indicated by currently available astrophysical measurements that means that farthest away from the earth that we can see in any direction is 4.5 into 10 power 10 light year that is the distance light can travel in the time since the universe was formed ဟုတ်စัจ java လာရဲ့တို့တွေမြင်နိုင်တဲ့အပိုင်းကိုအဲ visible universe ပေါ့မြင်နိုင်တဲ့စัจ java လာလို့အမည်ပေးတယ်။နောက တကယ်အစစ်အမှန်ပေါ့ accurate စက်ကြော်လားတော့ accurate universe ကတော့မြင်နိုင်တဲ့စက်ကြော်လားထက်ပို့ပြီးတော့ကြီးတယ်ဒီချက်တော့ခုမြင်နေရတဲ့စက်ကြော်လားထက်တကယ်ရှိနေတဲ့ accurate universe ကပို့ပြီးတော့ကြီးပါတယ်အာတို့တွေမြင်နိုင်တဲ့အပိုင်းကိုတော့စက်ကြော်လားရဲ့တက်တန်းနဲ့ဆုံးဖြတ်တယ်အော်လက်တလောရရှိနိုင်တဲ့ယူပနခတဗေဒဆိုင်ရာတိုင်းတာမှုတွေရဲ့သူကညွန့်ညွန့်ပြချက်တွေအရာစက်ကြော်လားကြီးဟာနှစ်ပေါင်း 1.38 into 10 power 10 years သတန်းရှိတယ်လို့ယူဆတယ်။ဟာကဘာမြေကြီးကနေပြီးတော့အဖက်ဖက်ကိုငါတို့မြင်နိုင်တဲ့အဝေးဆုံးအကွာအဝေးက4.65 into 10 power 10 light year သွားအလင်းနဲ့တတ်မှတ်ထားတာ။အလင်းသွားတဲ့အကွာအဝေးပေါ့။ဆိုလိုတာကတော့စကြဝဠာရဲ့အချင်းဝက်4.65 into 10 power 8 light year ရှိတယ်။ စက်လုံးတစ်ခုဖြစ်တယ်လို့ပြောချင်တာပါစကြဝဠာကြီးอ่ะနော်စကြဝဠာတစ်ခုဆိုတာကအချင်းဝဲ4.75 into 10 power 10 light year ရှိတဲ့စက်လုံးတစ်ခုလို့ဆိုလိုချင်တာပဲဖြစ်ပါတယ် to learn the fundamentals of the universe one needs to study astronomy astrophysics and cosmology which are three closely related subjects difference come from the domains and goals of the study of the three phi. Astronomy is a natural science that deals with the study of celestial objects, which are any neutral bodies outside of the Earth atmosphere. Examples are the moon, the sun, planets, stars, comets, nebulae, star cluster, and galaxy, etc. 第二个。 တစုံတယောက်ကပေါ့နော်စัจကြဝလာရဲ့အခြေခံအချက်လက်တွေကို လေ့လာဖို့အတွက်တစ်ခုနဲ့တစ်ခုနဲ့နီးကပ်ဆက်ဆက်နေတဲ့ဘာသာရဲ့၃ခုဖြစ်တဲ့ astronomy နက္ခတ္တဗေဒနောက် astrophysics ယူပနက္ခတ္တဗေဒနောက် cosmology ဆိုတဲ့ဒီဟိုလိုမှစัจကြဝလာဗေဒပေါ့နော် cosmology ဆိုတဲ့စัจကြဝလာဗေဒဒီ၃ခုကိုလေ့လာဖို့အတွက်လိုအပ်တယ် ဒီစัจจဝဠာအခြေခံတွေကိုတရားရုံးကလေ့လာတော့မယ်မင်းတို့ပဲဖြစ်ဖြစ်ဒီချက်တို့ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်လေ့လာမယ်ဆိုရင်ဒီသုံးခုဆက်ဆက်ချက်ကိုသိရမယ်အဲ့ဒါတွေရဲ့ဆက်ဆက်ချက်ကိုသိဖို့အတွက်လိုအပ်ပါတယ်တော့အဲ့ဒီဘာသာရက်တွေရဲ့လေ့လာမှုနယ်ပယ်တွေနဲ့ရည်မှန်းချက်ပန်းနိုင်နေမှာလဲပဲတော့ကွဲပြားခြားနားမှုတွေသူကရှိတယ်အနက္ခတဗေဒဆိုတာကတော့တဘာဝသိပ္ပံပညာပဲဖြစ်တယ်။သူကအာကတတဲမှာရှိတဲ့အရာဝတ္ထုတွေကိုလေ့လာတာပေါ့။အဲ့ဒီဝတ္ထုတွေကတော့ကမ္ဘာလေတုအပြင်ဘက်မှာရှိတဲ့တဘာဝဝတ္ထုတွေ ဘာတွေလဲဆိုရင်လတွေနေတွေဂျိုတွေကျဲတွေကျဲတကွန်တွေနောက်နက်ဘူလာကျဲစုပေါ့နက်ဘူလာနက်ဘူလေးလို့ခေါ်တဲ့နက်ဘူလာကျဲစုတွေနောက်ကျဲအစုအပြုံတွေနဲ့ကျဲအစုပြုံဆိုတာ star cluster ပေါ့ကျဲတွေအစုအဝေးကျဲတွေအစုပြုံတွေနဲ့နောက်ငကငွေတန်းတွေပေါ့ glacis လို့ခေါ်တဲ့ငကငွေတန်းအဲ့ဒီငကငွေတန်းမှာကြတော့ကျဲတွေတန်းမောင်းများစွာပါတဲ့ကျဲစုကိုပြောတာ glacis ဆိုတာ အဲ့ဒါလေးဆိုလိုခြင်းဖြစ်ပါတယ်ဂျိုရီလာတွေပေါ့ဒီမှာဂျိုရီဂျိုပုံတွေပြထားတာလားအကာသားတွေကဂျိုရီကနေိုပက်နေတယ်ဂျိုရီပေါ့ဂျူပါနဂတဗေဒအကြောင်းကိုဆက်ကြည့်အောင် Astrophysics is the branch of astronomy that deal with the physics of the universe including the physical properties of celestial object as well as their interaction and behavior. Among the objects studied are galaxy, star, planet, exoplanet, the interstellar median and the cosmic microwave background. Now, astrophysics ပေါ့ယူပနက္ခတဗေဒယူပနက္ခတဗေဒဆိုတာကတော့နက္ခတဗေဒရဲ့ဘာသာရဲ့အခွဲတစ်ခုဖြစ်ပါတယ်။ Astronomy ရဲ့ဘာသာရဲ့အခွဲတစ်ခုပေါ့။စัจ java လာယူပဗေဒ ကော့စမောလော်ဂျီနဲ့လည်းပတ်သက်ပါတယ်ကအာကာသထဲမှာရှိတဲ့အရာဝတ္ထုတွေရဲ့ physical property တွေယူပကုန်သတ်တွေပေါ့ physical property တွေရဲ့နောက်သူတို့တွေရဲ့အပြန်အလှန်တက်ရောက်မှုတွေနဲ့အပြုတ်မှုတွေ behavior တွေပါတယ်ဒါလေ့လာတဲ့အထဲမှာဘာတွေပါလဲဆိုရင်ဒါငကငွေတန်းတွေကျဲတွေဂျိုတွေနောက်ပြီးတော့ကပ္ပရဲ့နေအဖွဲစီအပြင်ပမှာရှိတဲ့ဂျိုးတွေကျဲတွေဂျားထဲမှာရှိတဲ့ဂျားကန်တွေနောက်တော့ cosmic မိုက်ခရိုလိုင်းတွေပေါ့အဲ့ဒါတွေညီညာစွာပြန့်နှံ့ခြင်း cosmic microline တွေညီညီညာပြန့်နှံ့ခြင်းတွေအားလုံးပါပါတယ် cosmology studies the universe as a whole and its phenomena at larger scale the difference between astrophysics and cosmology is the domain and scale of the study စัจจဝလာယူပဗေဒဆိုတာကတော့စัจจဝလာတစ်ခုလုံးနဲ့သူ့ရဲ့အကြီးမားဆုံး scale ပေါ့ သူ့ရဲ့အကြီးမားဆုံးအရွယ်အစားရှိတဲ့ဖြစ်ရက်တွေကိုလေ့လာတဲ့ဘာသာရပ်တစ်ခုစကြဝဠာဗေဒတစ်ခုဖြစ်ပါတယ်။ဒါယူပနခတ်တဗေဒနဲ့စကြဝဠာဗေဒရဲ့ခြားနာချက်ကတော့ဒါလေ့လာမှုနယ်ပယ်နဲ့ scale နယ်ပယ်ဖြစ်ပါတယ်။ A brief outline of the universe ဒါစကြဝဠာရဲ့ပုံချမ်းပေါ့အချင်းချုပ်ပေါ့မင်းတို့နားလည်လွယ်အောင်စကြဝဠာရဲ့ပုံချမ်းအချင်းချုပ်လေးကိုဒါပြောပြထားတာပါ။ The Earth our planet is part of the solar system that contains eight planets and the sun. The sun is a star and there are many others like it in the universe. The closest star to our own is called Proxima Centauri. Together with approximately 10 or 10 other stars, they make up the Milky Way. Sorry, A. Eh? The closest star to our own is called Proxima Centauri. together with approximately 10 power 11 other stars they make up the milky way solar system ပုံစံလေးကိုဖော်ပြထားခြင်းပဲဖြစ်ပါတယ်ကြတို့တွေနေထိုင်တဲ့ဂျိုးဖြစ်တဲ့ကဘာကြီးဟာနေတဲ့ဂျိုးရှစ်လုံးပါဝင်တဲ့နေအဖွဲ့အစည်းရဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်တယ်နေဟာကျဲတလုံးပဲဖြစ်တယ်နေနေရာသူက local star လို့လည်းခေါ်တယ်နေဟာကျဲတလုံးပဲဖြစ်ပါတယ်အဲ့တော့စကြဝဠာထဲမှာနေတွေဂျိုးတွေလိုပဲတခြားနေတွေလည်းရှိသေးတယ် တခြားနေတွေရှိတယ်အော်ဒိုးတွေကဒိုးတွေရဲ့နေနဲ့ကိုတို့မြင်နေရတဲ့နေပေါ့ဒိုးတွေရဲ့နေလို့ပဲတစ်ချက်ပြောလိုက်မယ်နော်ဒိုးတွေရဲ့နေနဲ့နှီးဆုံးမှာရှိတဲ့နေရှိတယ်အဲ့ဒီနေတလုံးကိုဘယ်လိုခေါ်လဲဆိုတော့ proxima centauri လို့ခေါ်တယ်သူနဲ့အတူတူရှိနေတဲ့ကျဲပေါင်းကျဲပေါင်းဘလောက်တောင်အရေအတွက်ရှိလဲဆိုရင်တန်ပေါ်က11ပေါ့အဲ့လောက်အရေအတွက်ရှိတဲ့ကျဲတွေဟာ mickey way ဆိုတဲ့ဒီငကငွေတန်းပေါ့အဲ့ဒါကိုဖြစ်စေတယ် mickey way The Milky Way is one of about 10 or 11 galaxies in the visible universe. Therefore, the visible universe consists of roughly 10 power 22 stars. Galaxies cluster into groups. Our group is labeled the local group and contains about 30 galaxies. The main force holding all of, of this system together is gravity. ကဲဆက်ပြီးတော့လေ့လာကြည့်မယ်ဆိုရင်သူကမီကီဝေးဟာကျွန်တော်မြင်နိုင်တဲ့စကြဝဠာ Visible Universe မှာရှိတဲ့ငကငွေတန်းပါတန်ပါဝါ11နိဗာအနက်တစ်ခုဖြစ်တယ်။ဒါကြောင့်မလို့ Visible Universe မြင်နိုင်စကြဝဠာမှာခံမှန်းကြီးကျယ်ပေါင်းတန်ပါဝါ22လောက်ပါဝင်ပါတယ်။ငကငွေတန်းအများစုကတော့အုပ်စုတွေအလိုက်ရှိနေတယ် တို့တွေနေတဲ့ကဘာကြီးပါပါဝင်တဲ့အုပ်စုကို local group လို့ခေါ်တယ်။ဒေသအုပ်စုလို့အမည်ပေးတယ် local group ပေါ့။တို့တွေကဘာကြီးပါပါဝင်တဲ့ငကငွေတန်းအစုကိုတော့ local group လို့ခေါ်ပါရတယ်။အဲ့ဒီ local group မှာပါတဲ့ဒီငကငွေတန်း30ခန်းလောက်ပါတယ်။အဲ့ဒီ local group မှာတော့ငကငွေတန်းဟို30တတိယ glassy ပေါ့ငကွေတန်းခု30လောက်ပါတယ်အဲ့ဒီအဖွဲ့အစည်းတွေအားလုံးကိုအတူတကွဖြစ်အောင်တချို့တို့ဒီငကွေတန်း glassy အခု30လောက်နဲ့တချဲတို့ကဘာကြီးအတူတူပေါ့နော်မြင်တွေ့လို့ရအောင်ထိန်းထားပေးတဲ့အတူတကွရှိအောင်ထိန်းထားပေးတာတော့သူက gravity ပေါ့ကဘာရဲ့ dresswear အားပဲဖြစ်ပါတယ် units in measuring astronomical distance အဲ့တော့နက္ခတ္တဗေဒဆိုင်ရာအကွာအဝေး unit တွေကိုလေ့လာကြည့်အောင် astronomer have create units of measurement for astronomical distance one of these unit is called an astronomical unit au the mean distance between the earth and the sun, that is 1.496 into 10 power 8 kilometer. The light year is another astronomical unit for measuring large distance. The light year is the distance traveled by light in vacuum in one year. One simply has one light year, one light year at 12 kilometer. Related ဖြစ်တယ်ဆိုတာဒါ ရိုးရှင်းဆုံးပုံစံနဲ့ဖော်ပြထားခြင်းပဲဖြစ်ပါတယ်။ဟုတ်ဒီနက္ခတဗေဒဆိုင်ရာအကွာအဝေး unit တွေကိုလေ့လာကြည့်မယ်ဆိုရင်နက္ခတဗေဒပညာရှင်တွေဟာအစမတန်ကြီးမားတဲ့နက္ခတဗေဒဆိုင်ရာဒီအကွာအဝေးတွေပေါ့ဒီကဘာကြီးနဲ့စကြဝဠာနဲ့ကဘာကြီးနဲ့နေနဲ့ကဘာကြီးနဲ့ဘဲဂျိုးနဲ့စတဲ့သဖြင့်ပေါ့နက္ခတဗေဒဆိုင်ရာအကွာအဝေးတွေအတွက်တိုင်းတာချင်း unit တွေကိုတီထွင်ခဲ့တယ်အဲ့ဒါဘာတွေလဲဆိုရင်သွား astronomical unit တွေနောက် astronomical unit ဆိုတာကတော့သူကနေနဲ့ကဘာကြာပြမ်းမြအကွာဝေးကို ဖော်ပြတဲ့ဒီ unit အကြီးဖြစ်ပါတယ်အဲ့တော့အလင်းနှစ်တစ်နှစ် light year ဟာတစ်နှစ်အတွင်းမှာ လေဟာနယ်တဲကို ဖြတ်သွားတယ်အလင်းရဲ့အကွာဝေး light year ဆိုလို့သူကနှစ်နဲ့တိုင်းတာဆိုပေမဲ့သူကတစ်နှစ်အတွင်းလေဟာနယ်တဲကို အလင်းသွားတဲ့အကွာဝေးပဲဖြစ်ပါတယ်ဒီ light year ရော astronomical unit ဆိုတဲ့ AU တို့ကတော့ chapter 1မှာလည်းမင်းတို့သိထားပြီးသားဖြစ်ပါတယ် စကြာ one passes is the distance of a star that's stand an angle of 1 arc second at an arc length of 1 au through trigonometry the distance is calculated as follow ဒီမှာဒီ astronomical နဲ့ပတ်သက်တဲ့ unit တွေကိုတွက်တဲ့နေရာမှာဒီကျွန်တော်ဒီမှာပုံမှန်ပြထားတဲ့အတိုင်းပဲ trigonometric ratio trigonometry ပညာနဲ့ တွက်ထားခြင်းပဲဖြစ်ပါတယ် and astronomical triangle လို့ခေါ်တယ်ဒါလေးကိုတော့1 parsec ဆိုတာအလျား1 AU ရှိတဲ့စဝိုင်းပြက်တစ်ခုပေါ့အဲ့ဒီမှာ1 r second ရှိတဲ့ down ပြုတ်လောက်ထားတယ်1 r second ရှိတဲ့ down ပြုတ်လောက်ထားပါတယ်1 r second ရှိတဲ့ down ပြုတ်လောက်နေရနေပြီးတော့နေရနေပြီးတော့ကျဲအကွာဝေးဟာကျဲရနေပြီးတော့ဒါကဘာကြီးကြားပေါ့နေနဲ့ကျဲကြအကွာဝေးအဲ့လိုတွက်မယ်ပထမနေရနေကျဲကြအကွာဝေးကိုတွက်မယ်ဆိုရင်တော့1 pc ပေါ့1 parsec သုံးတွေ့ရတယ်1 per set သုံးတွေ့ရတယ် trigonometry နဲ့သုံးပြီးတော့တွေ့ရတယ်ဒီမှာပုံမှန်ပြထားတဲ့အတိုင်းပဲဒီတွက်နည်းလေးကိုပြောပြတာပေါ့နော်ဒီမှာကြည့်မယ်ဆိုရင်ဒီမှာကတော့နေနဲ့ကျဲရဲ့အကွာအဝေးကိုဒါ trigonometry တွက်ထားတာပဲဖြစ်ပါတယ်ဒီမှာတွက်ထားတာဆိုရင်သူက SD ကို SD နေကနေကျဲစီကိုကွာတဲ့အကွာအဝေး SD တန်ဖိုးကိုသိချင်ရင်ကျတော့ပထမကဒီတန်းတီတာ trigonometric ratio တွေက sin ချို cos ချို tan ချို cot tan ချို min တို့ trigonometric 3D chain ဆိုရင်တင်ပြီးပြီဖြစ်ပါတယ်တင်ချာမှာလဲအဲ့လိုတင်ပြီးပြီဆိုရင်ဒီအချိုးချောင်မျိုးကို special အချိုးချောင်မျိုးကိုတိမှာပါကို sign ကို sign tan ကို tan ချင် secan ကို secan ဆိုပြီးတော့အဲ့တော့ tan theta ရဲ့အချိုးကို tan theta ရဲ့အချိုးဆိုရင် tan theta equal to ပုံမှန်ဆိုရင် es by sd အဲ့တော့ကျတော့ sd လိုချင်တဲ့အတွက် es ကို tan theta နဲ့စားတာအဲ့တော့ tan theta က very small angle ဖြစ်တယ်အရင်သိငယ်တဲ့ down ဖြစ်တဲ့အတွက်ဒီချေတော့ theta equal to 1 double prime လေးနဲ့သတ်မှတ်တယ်1 degree ကို1 a second နဲ့သုံးတာပါ1 degree ကို1 degree ကိုဒီမှာ1 a second နဲ့1 a second သုံးတဲ့အတွက်တစ်ချက်တော့1 double prime နဲ့သုံးတယ်1 a second ပုံစံအဲ့ဒီမှာဒီ1 degree 1 a second ဖြစ်တဲ့အတွက်တန်းတီရာရဲ့တန်ဖိုးက1 degree ဖြစ်တဲ့1 double prime နဲ့သူ့ရဲ့1 a second တန်ဖိုးကိုအစားသွင်းပြီးတော့တွက်လိုက်တာပါအဲ့ဒီမှာ astronomical unit အရာ 2062.81AU ဆိုပြီးတော့ nearly တန်ဖိုးထွက်ပါတယ်အဲ့ဒီမှာ SD က1 per second 1 PC နဲ့ relate တဲ့လုံးလိုက်တဲ့အခါမှာကီလိုမီတာကီလိုမီတာနဲ့ချင်းမှာလဲတချို့ဆက်သွယ်ချက်ပြောထားပါတယ်1 PC မှာကီလိုမီတာဘယ်လောက်ရှိတယ်အဲ့တော့တွက်ထားတဲ့ဒီ astronomical unit နဲ့ relate တဲ့လုံးလိုက်တဲ့အခါမှာ ဒီနေရနေကျဲကိုဘလောက်กว่าဝေးတယ်ဆိုတဲ့အကွာဝေး3.08 into 10 power 13 km လောက်กว่าဝေးတယ်ဆိုတဲ့အကွာဝေးကိုဒါ trigonometric နီးနဲ့တွက်ထားတဲ့ခြေမဲ့ဖြစ်ပါတယ်မင်းတို့လည်းပြန်ပြီးတော့လေ့လာတွက်ကြည့်လို့ရပါတယ်เนาะကဲဒီ table လေးကိုကြည့်အောင် comparison of measuring units for astronomical distance နခတနဲ့ပတ်သက်တဲ့နခတဗေဒဆိုင်ရာ အကွာအဝေးတွေကိုတွက်ချက်ချင်းတွေကိုအကွာအဝေးတွေ unit တွေကိုဒါနှိုင်းရှင်တဲ့ ဇယားလေးပါ astronomical unit light year per second ရဲ့ဆက်သွယ်ချက်ပါအဲ့တော့ 1AU မှာကီလိုမီတာဘယ်လောက်ရှိလဲဆိုတာကိုဖော်ပြထားခြင်းပဲဖြစ်ပါတယ် light year light year ကြတော့1 light year မှာ9.46 into 10 power 12 kilometer ပါ။နောက်1 per second ကကြတော့3.08 into 10 power ခုနတစ်ချက်တို့ trigonometric ratio နဲ့ trigonometric mean နဲ့တွက်ထားတဲ့ Evolution of the universe. Sajawala, ye. Single piano evolution. Astrophysicists and astronomers have theorized that the universe must have originated at a single point of infinite density and finite time. then began to expand. This is known as the Big Bang Theory. After the initial expansion, the theory maintained that the universe cooled sufficiently to allow the formation of subatomic particle and later simple atom. စကြာဝဠာကြီးရဲ့စင်ငယ်ဖြစ်စဉ်တွေကိုဒီပုံလေးမှာလည်းပြထားပါဗါးလေးလာကြည့်လို့ရပါတယ်ပုံစံလေးပေါ့เนาะဒါ evolution of the universe ဟာယူပနက္ခတ္တဗေဒပညာရှင်တွေ astrophysicist တွေနဲ့ astronomer တွေဟာ theory ကို ဖော်ထုတ်ခဲ့တာကတော့သူကစကြဝဠာဟာ တိကျတဲ့အချိန်ကာလနဲ့ density အရင်ကြီးမားတဲ့ဧကအမှတ်ပေါ့ဧကအမှတ်ဆိုတခုလေးသောအမှတ်ပေါ့သူကပြန်ပြောရမယ်ဆိုရင်စကြဝဠာဟာတိကျတဲ့အချိန်ကာလနဲ့ density အရင်ကြီးမားတဲ့တခုလေးသောအမှတ်ကနေအစပြုတ်ပြီးတော့နောက်မှာသူကပြန်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 လာတာပြန်ကားစာပြုတ်လာတယ်လို့သူကသိတယ်အဲ့ဒါကိုသူက big bang theory ပေါ့အမှတ်တစ်ခုသိနေတဲ့အမှတ်တစ်ခု တခုသေးတော့အမတ်ကနေပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ပြန်ကားလာတယ်အဲ့ဒါ big bang theory ကနေဆက်ပြီးတော့သူကဒါကို maintain လုပ်ထားတယ် big bang theory ဆိုတာတော့ဟိုဗမာလိုပြောရမယ်ဆိုရင်မဟာပောက်ကွဲမှု theory ပေါ့ဒါပေမဲ့အဲ့လိုမျိုးမဟာပောက်ကွဲမှု theory လို့တော့ဟိုတိတ်မတုံးဘူးတိတ်ပန်တမ်းမြဒီ physics တမ်းမြဆိုရင် big bang theory အရာပေါ့အော် big bang theory လို့ခေါ်တယ်အဲ့ဒီ big bang theory ကဆက်ပြီးတော့ဒါကို maintain လုပ်ထားတယ်ဘယ်လို maintain လုပ်ထားလဲဆိုရင်စัจ java လာဟာ ပြီးတော့ပြန်ကားလာပြီးတဲ့နောက်မှာအတံမြောက်အတံမြက်အောက်သိငယ်တဲ့ sub atomic particle လေးတွေ sub atomic particle လေးတွေ ਨੇ ဖွဲ့စည်းထားတယ်ပြီးတော့ရိုးရှင်းတဲ့အတံတွေဖွဲ့စည်းခြင်းတွေကိုဖြစ်ပေါ်ခွင့်ပြုဖို့အတွက်လုံလုံလောက်လောက်အေးသွားတယ်လို့ပြောခဲ့တယ် big bang theory အရ giant cloud of these primordial element later collides through gravity to form stars and galaxies This all began roughly 13.8 billion years ago, and it thus considered to be the age of the universe. Scientists have constructed through the testing of theoretical principle and extensive experiment, a timeline of even that began with the Big Bang up to the current state of cosmic evolution. These experiments involve astronomical study that have observed the deep universe. ဲ့လိုအဓိကကြတဲ့ dressing တွေပါတဲ့ကြီးမားတဲ့တိမ်တိုက်တွေဟာနောက်ပိုင်းတွေမှာတော့ cherry တွေနဲ့ငကငွေတန်းလူဖွဲ့စည်းဖို့အတွက် dresser တွေနဲ့ပေါင်းစည်းလိုက်ကြတယ်။အဲ့ဒီဖြစ်ရတွေအားလုံးဟာအကြမ်းမြားဖြစ်တော့သူကနှစ်ပေါင်း73.8ဘီလီယံလောက်ကစတင်ခဲ့တာပဲဖြစ်တယ်။ဒါကြောင့်မလို့ဒါကိုစက်ကြော လာရဲ့တက်တန်းလို့ယူဆခဲ့တယ်။ အသိပံပညာရှင်တွေကဒီ theory ဆရာနေရာမတွေနဲ့ကြဲကြဲပြပြလှုပ်ထားတဲ့သူတို့လှုပ်ထားတဲ့လက်တွေ့စမ်းသပ်ချက်တွေကိုစမ်းသပ်တယ်စစ်ဆေးတယ်ပြီးရင်နောက်မှာဒီ big bang theory big bang theory စတင်တဲ့ဖြစ်ချိန်ကနေပြီးတော့စัจ java လာရဲ့တစတစတိုးတက်ပြောင်းလဲလာမှုဘူးလက်ရှိအခြေအနေအထိဖြစ်ရတွေရဲ့အချိန်ကာလတွေအစီအစဉ်တွေကိုတိဆောက်ခဲ့တယ်အဲ့ဒီလက်တွေ့စမ်းသပ် ချက်တွေမှာကြတော့သူကနက္ခတ္တဗေဒဆိုင်ရာ လေ့လာမှုတွေ observation တွေပါတယ်အဲ့ဒီလေ့လာမှုတွေကနက်ဆိုင်နဲ့အယံဝေးတဲ့ပေါ့နက်ဆိုင်တဲ့ dipet ဖြစ်တဲ့အယံဝေးတဲ့စัจ java လာကိုမြင်တွေ့ခဲ့ရတယ်အဲ့ဒီမှာ dipet ဖြစ်တဲ့စัจ java လာပေါ့ deep universe ကိုသူတို့မြင်တွေ့တယ်ဒီလိုလက်တွေ့ဆန်သက်ချက်တွေပြုလို့ရင်းရနေပြီးတော့ကြောင်း physical data of the visible universe မြင်နိုင်စัจ java လာရဲ့ဒါယူပယူပဗေဒနဲ့ပတ်သက်တဲ့ data တွေအချက်လက်တွေပေါ့ဒါ diameter စကြဝဠာရဲ့ diameter အချင်းအချင်းပေါ့နောက် volume ပေါ့ today ပေါ့နောက်စကြဝဠာရဲ့ mass တွေစကြဝဠာရဲ့ဒီ total energy density တော့ equivalent to 6 proton per cubic meter of space နောက် h တက်တန်းပေါ့တက်တန်းကကျတော့ year billion year နဲ့သွားတယ်အဲ့တော့ average temperature အပူချိန်ဘယ်လောက်ရှိတယ် universe မှာနောက် content မှာဒီစကြဝဠာတွေမှာဘာတွေပါလဲ ordinary matter တွေပါလဲနောက် dark matter ဆိုတာအနက်ရောင် ရသားတွေပါတယ်။နောက်အနက်ရောင်စွမ်းအင်တွေပေါ့။ခုနပြောတဲ့ black body radiation လို့ black body လို့အဲ့ဒါတွေကိုပြောတာပါ။စကြာဝဠာကြီးမှာပါပါတဲ့ data တွေပေါ့ဒါ။စကြာဝဠာကြီးနဲ့ပတ်သက်တဲ့ universe နဲ့ပတ်သက်တဲ့ data တွေပဲဖြစ်ပါတယ်။အဲ့ဒီမှာဒီချက်တို့ review exercise review exercise ကို မသွားခင် သိရမယ့်အချက်တွေရှိပါတယ်။ဘာတွေလဲဆိုရင် electron တွေ proton တွေအကြောင်းအောင်ဒီချက်ပြန်ပြောပြမယ်။ electron တွေ proton တွေ neutron တွေဟာ atom ထက်သိငယ်တဲ့ subatomic particle တွေဖြစ်တယ်။ နော် atom တွေပေါင်းစပ်ပြီးတော့မှ molecule တွေဖြစ်လာအဲ့တော့ matter တွေမှာကြတော့ drug သားတွေ drug တွေမှာကြတော့ atom တွေ molecule တွေ ਨੇ ဖွဲ့စည်းထားတယ်ပါဝင်တယ် matter တခုမှာ atom တွေ molecule တွေပါတယ်ပေါ့နော် atom တွေ molecule တွေက matter ထက်တစ်ခါပြန်ပြီးတော့သိငယ်ပြန်ဟောလူလူတို့စောက်တို့ကားတို့ပေါ့စသဖြင့်ပေါ့ matter တွေပေါ့အဲ့ဒီဖွဲ့စည်းထားတဲ့ matter တွေတဲ့ atom တွေ molecule တွေကသိငယ်တယ်ဟောလ moon ပေါ့လဟာကဘာထက်ငယ်တယ် ကဘာဟာနေထဲငဲတယ်။နောက်နေရတော့နေဖွဲ့စည်းထဲမှာရှိပြီးတော့နေဖွဲ့စည်းကြီးထဲနေရငဲတယ်။အဲ့တော့နေဖွဲ့စည်း solar system ပေါ့။ဟာနေစမ်းက solar system ထဲငဲတယ်လို့ခုနတစ်ချက်ပြောခဲ့တာ။အဲ့တော့နေဖွဲ့စည်း solar system ကကြာတော့ Milky Way Galaxy ထဲမှာပါတယ် Milky Way Galaxy ထဲမှာပါတဲ့အတွက်ငကငွေတန်း Galaxy ထက် Solar System က ထပ်ပြီးတော့ငယ်ပြန်ရောအဲ့တော့ခုနပြောတဲ့ Mickey Way Galaxy ဆိုတဲ့ငကငွေတန်း Galaxy ဟာစัจจဝလာထဲမှာရှိပြန်တယ်အဲ့တော့အခုနပြောတဲ့ငကငွေတန်း Galaxy ဟာစัจจဝလာထက်ပိုပြီးတော့ပြန်ငယ်တယ်အဲ့တော့ smaller than ပေါ့လက္ခဏာကိုသုံးပြီးတော့ခုနတစ်ချက်ပြောတဲ့ atom တွေ molecule တွေ subatomic particle တွေဖြစ်တဲ့ proton တွေ neutron တွေ electron တွေကို smaller than လက္ခဏာသုံးပြီးတော့ အခုနတိချက်ပြောပြတဲ့အရာတွေကိုကိုဘာသာကိုနှိုင်းရှင်ကြည့်ကြအောင်နှိုင်းရှင်ကြည့်ကိုပါတကူအဲ့လိုနှိုင်းရှင် try your sub ပေါ့နော်မင်းတို့နှိုင်းရှင်ကြည့်ကြပါအဲ့တော့ sub atomic particle တွေကနေပြီးတော့ universe အထိကို smaller than နဲ့ဘယ်ဟာအငယ်ဆုံးလဲပေါ့ဘယ်ဟာကြည့်နောက်ဆုံးမှာ universe ကအကြီးဆုံးပေါ့နော်အဲ့ဒါကိုဆက်ပြီးတော့ try your sub စူးစမ်းကြည့်ပါအဲ့ဒါ review စာဆက်ကို share လို့ဆက်ကြည့်ရအောင် what is the light year လာ dai light year ရဲ့ mean that ပေါ့ ဟာလိုက်ဒီယာဆိုတာဒေဟာနယ်ထဲမှာဖြတ်သွားတဲ့တနှစ်တွင်ဖြတ်သွားတဲ့အလင်းရဲ့အကွာအဝေးအလင်းသွားနိုင်တဲ့အကွာအဝေးကိုလိုက်ဒီယာနဲ့သတ်မှတ်ခြင်းပဲဖြစ်ပါတယ် chapter 11 quantum and atomic physics အခန်းမှာပါတဲ့ exercise တွေပဲဖြစ်ပါတယ်ကြည့်အောင်1 2 3 4 5 6 7 8 9 10အဲ့ဒီ7ခုစလုံးကဒီ ဒီတခန်းလုံးမှာပါတဲ့ဒီ universe နဲ့ပတ်သက်တဲ့ knowledge တွေ ਨੇ ဆက်ဆက်တဲ့ problem လေးတွေပဲဖြစ်ပါတယ် critical thinking လေးတွေ choice question လေးတွေဖြစ်ပါတယ် multiple choice question လေးတွေဖြစ်တဲ့အတွက် thinking question လေးတွေဖြစ်တဲ့အတွက်မင်းတို့ကိုယ်တိုင်လေ့ကျင့်ကြည့်ကြပါ teacher အဖြေလဲဖြစ်ပြပေးတာဖြစ်ပါတယ်မင်းတို့ကိုယ်တိုင်စူးစမ်းပြီးတော့ try yourself လုပ်ကြည့်ကြပါနော်အဲ11ကိုကြည့်အောင် what is the frequency of photon whose energy is 66.3 electron volt ဟော energy ပေးထားတယ်သူက frequency ကိုမေးတယ်အဲ့ဒီမှာ Planck constant နေလဲပါပြီးသား1 electron volt ရဲ့ဂျိုးနဲ့ဆက်သွယ်ချက်ကိုလည်းပြပြီးသားအဲ့တော့ energy ရဲ့ unit SI unit ဂျိုးကိုပြောင်းတက်တဲ့အခါမှာဒီချေတော့ဒီ1 electron volt ရဲ့တန်ဖိုးကိုမပြောလဲပဲမင်းတို့ remind ဖြစ်နေရပါမယ်နော်အဲ့တော့ e တန်ဖိုးလည်းပေးပြီးသားအဲ့တော့ဂျိုးပြောင်းမယ်ပြီးရင် e equal to hf ဆိုတဲ့ formula နဲ့တွဲလိုက်မယ်ဆိုရင်လိုအပ်တဲ့သူ့ရဲ့ login တဲ့အဖြစ် frequency ရဲ့ တန်ဖိုးကိုရလာမှာပဲဖြစ်ပါတယ်မင်းတို့စူးစမ်းပြီးတော့တွေ့ကြည့်ကြပါနော်နောက်12 which set atomic particle has a negative charge negative charge ရှိတဲ့ set atomic particle electron ဖြစ်ပြထားပါတယ်ဒါမင်းတို့လည်းကိုယ်တိုင် try yourself လုပ်ကြည့်ရင်းနဲ့ရမှာပါနော်စနစ်73 74အာနံပါတ်15 what is the thermal radiation how does it differ from other form of electromagnetic radiation ဒါလည်း thermal radiation တို့ electromagnetic radiation နဲ့ တာမရီဒီယေးရှင်းဘာကွာလဲဆိုတဲ့ခြားနာချက်ပဲဖြစ်ပါတယ်ဒီချက်ရှေ့ရတင်ထားတဲ့ concept တွေနဲ့ဖြစ်ပြထားပါပြီမင်းတို့လည်းတင်ထားတဲ့အတိုင်းတင်ထားတဲ့ concept တွေကို remind လုပ်ပြီးတော့မှ try yourself ကြိုးစားကြည့်ပါနော်နောက်နံပါတ်16 16ကလည်းဒီလိုပဲ an atom contain electron proton and neutron which of this particle ဟုတ်ဒီ particle တွေ ਨੇ a b c d e ရဲ့ပြောပြထားတဲ့ ဒီဆိုလိုချက်ကိုဘယ်ပါတီကယ်လေးလဲဆိုတာဆုံးဖြတ်ပေးရမှာပဲဖြစ်ပါတယ်။ဒါလည်းမင်းတို့စူးစမ်းပြီးတော့ကိုယ့်ဘာသာကိုလုပ်ကြည့်လို့ရပါတယ်နော်။ဒီချက်အဖြေလဲဖြေပြပေးတာဖြစ်ပါတယ်။ဟာနံပါတ်18ကိုကြည့်အောင်။ An aluminum atom has an atomic number of 13 and a mass number of 27. အဲ့တော့ mass number နဲ့ atomic number ကိုပြောထားတယ်။အဲ့တော့ how many ပရိုတွန်ပရိုတွန်ကဘယ်နှလုံးလဲအီလက်ထရွန်ကဘယ်နှလုံးလဲနျူထရွန်ကဘယ်နှလုံးလဲဒီချက်အရင်တော့ပြောပြထားတဲ့ပုံစံလေးရဲ့အတိုင်းလိုက်လို့ကြည့်ရင်ရတယ် AL ပေါ့အလူမီနီယံဖြစ်တဲ့အတွက်အစတွေကတိထားတာဒီချက်တို့က X A Z mass number mass number က27ဟောဒါ H နေရာဝင်သွားတာ element တန် element နာမည် AL အဲ့တော့ Z တန်ဖို့က atomic number ဖြစ်တဲ့အတွက်13 atomic number နဲ့ proton အရေအတွက် electron အရေအတွက်နဲ့တူတဲ့အတွက် သတိမှာဒီမှာအီလက်ထရွန်ရေအတွက်ကလည်းသတိမဲ့ atomic number equal proton number equal electron number ဖြစ်တဲ့အတွက်73အဲ့တော့ neutron number ကိုသိကျင်တဲ့အခါမှာ a- z ဖြစ်တဲ့အတွက်ဒီချေတို့က proton number ဒါမှမဟုတ်ရင် electron number ကိုနှုတ်လိုက်တာနဲ့ neutron အရေအတွက်ရလာမှာပဲဖြစ်ပါတယ်လွယ်ကူပါတယ်နော်ဒီညမှာ aluminum မဟုတ်ဘဲနဲ့ဘယ် dress ဆင်မဲ့ပြောင်းလာလားမင်းတို့တွက်နိုင်ရမှာပဲဖြစ်ပါတယ် chlorine is a mixture of two isotopes chlorine က isotope နှစ်ခုရှိတယ် with mass number mass number တွေပြောပြထားတယ် what is difference between two types of atom atom နှစ်မျိုးစလုံးမှာရှိတယ်ကွာခြားချက်ကိုပြောခိုင်းတာအဲ့တော့ကျတော့ဒီမှာ mass number မတူဘူးဆိုရင် neutron number တွေမတူဘူးဆိုတာတော့ရှေ့ရပြောပြထားတဲ့အကြောင်းအရာတွေရမင်းတို့ remind ဖြစ်မိမှာပါအဲ့တော့တစ်ချက် Cl chlorine ပေါ့ chlorine မှာ ကမ်စီမှာလည်းမင်းတို့သိပြီးသားဖြစ်မှာပါ။တိမှာပါ။ကလိုရင်းရဲ့အတန်နံပါတ်က16။အဲ့ဒီအတွက်ဒီမှာ isotope က35 mass number mass number တစ်ခုက37အဲ့တော့ဒီ16လုံးဆိုတာ16 atomic number atom atom number 16ဆိုတာကသူက atomic number နဲ့ proton number နဲ့ sorry electron နံပါတ်၄၁၈အတူတူပဲအဲ့တော့နျူထရွန်နံပါတ်ကိုသိကျင်တယ်နံပါတ်နျူထရွန်ကိုသိကျင်တယ်ဆိုရင် mass number တဲကပရိုတွန်ရဲ့အတွက်သုံးဖို့အီလက်ထရွန်ရဲ့အတွက်ကိုနှုတ်မယ်အဲ့တော့35 70ပေါ့ပထမဒီပထမကလိုရင်းအတွက်နောက်ဒုတိယကလိုရင်းအတွက်ကနျူထရွန်နံပါတ်က37 70ပေါ့အဲ့တော့ဒါဆိုရင်22လုံးဒါဆိုရင်20အဲ့တော့ တစ်ခုကပို့ပြီးတော့ neutron number ပို့ပြီးတော့များတယ်နှလုံးပုံများတယ်ဒီမှာလဲဒီလိုပဲဖြည့်ပြထားတယ် the difference between the two types of atom that one atom has two more neutron atom တစ်ခုက neutron နှလုံးပို့ပါတယ်တခြားတစ်ခုတည်းဆိုပြီးတော့ဒါတကယ်လို့များအရေးအတွက်တွေ neutron ရဲ့အတွက်တွေ proton ရဲ့အတွက်တွေ atomic number တွေ electron ရဲ့အတွက်တွေမေးလာမယ်ဆိုရင်လဲဒါဖြေနိုင်အောင်လို့ဒီချက်တစ်ခါတည်းပြောပြထားခြင်းပဲဖြစ်ပါတယ်မင်းတို့လည်း ကိုယ်တိုင်စူးစမ်းပြီးတော့တွက်ကြည့်ကြပါเนาะဒီနေ့တစ်ချက်သမက်သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်